Thank mm -hmm. you. ာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့ညနေ၄နာရီအချိန်ရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါရယ်မြန်မာနိုင်ငံသတင်းနဲ့ကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုရှုစားရမှာပါရှင်အာနာရှင်ဟောင်းဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့သမက်ဒေါက်တာနေစိုးမောင်ကိုနိုဝင်ဘာလ6ရက်နေ့ကပြည်ကြီးတကောမြို့နယ်ရဲစခန်းကဆက်သွယ်ရေးဥပဒေပေါ်မှ66ဂါကြီးနဲ့ထပ်မံအမှုဖွင့်ပြီးရုံးတင်လိုက်တယ်လို့တရားရုံးနဲ့နေဆက်သူတွေစီကနေသိရပါရယ် အင်းစိန်အချင်းတောင်ကနေနိုဝင်ဘာလ၄ရက်နေ့ကအိုးဘိုအချင်းတောင်ကိုပြောင်းရွှေ့ပြီးပုံမှန်66ကကြီအတွက်ထောင်တွင်းတရားရုံးမှာဆက်လက်စစ်ဆေးနေတယ်လို့တရားရုံးနဲ့နေဆက်သူတယောက်ကပြောပါရယ်။ပြည်ကြီးတခုရဲစခန်းကဆက်သွယ်ရေးဥပဒေပုံမှန်66ကကြီနဲ့အမှုထပ်ဖွင့်လို့၄ရက်နေ့ကအင်းစိန်ထောင်ကနေအိုးဘိုထောင်ကိုပြောင်းရွှေ့လိုက်တယ်လို့ပြောတာပါ။2025ခုနှစ်ဇန်နဝါရီလကပုံမှန်905ကကြီနဲ့ထောင်3နှစ် အမိတ်ချမှတ်ခံထားရတဲ့ဒေါက်တာနေစိုးမောင်ကိုလက်ကျပ်အမှုတွေစစ်ဆေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဧပြီလအတွင်းကအင်းစိန်ထောင်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ပြီးခဲ့တဲ့2024အောက်တိုဘာလ23ရက်နေ့ကရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်မှာနေထိုင်တဲ့ဒေါက်တာနေစိုးမောင်ကိုစစ်ကောင်စီကပြည်ကြီးတခုမြို့နယ်မှာဖမ်းဆီးပြီးပုံမှန်52ကကြီး124ကကြီးပုံမှန်905ကကြီးပုံမှန်33ကကြီးနဲ့ကနအူးအမှုဖွင့်ခဲ့ပေမဲ့ပုံမှန်905ကကြီးနဲ့ပဲအမိန့်ချထားတာဖြစ်ပါတယ်။ ဒေါက်တာနေဆုံးမှာမင်္ဂလာရုံဆေးရုံအုပ်ကြီးနဲ့အငိမ့်စားပုံမူကြီးတယောက်ဖြစ်ပြီးတော့သူ့ရဲ့ဖခင်ကတော့ဗုံမူချုပ်တင်ဆိုင်ဖြစ်ပါတယ်ရှင်နိုင်ငံတကာအသိမပြုခံရရေးအတွက်အာနာသိန်းစေုပ်စုကရွေးကောက်ပွဲကျင်းပနိုင်ရေးကိုသာဦးစားပေးနေပြီးဒီရွေးကောက်ပွဲနဲ့ပတ်သက်လာရင်အထိမခံအကဲဆက်နေပါတယ်ရွေးကောက်ပွဲကိုဝေဖန်ရင်ဖန်းစည်းရာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်မဲဆန္ဒ နေမြေတွေကိုရယူနိုင်ဖို့အပြင်းထန်စစ်ကြောင်းထုတ်တာတွေလှုံ့ဆော်နေပါတယ်။ဒီကြောင်းရည်နဲ့ပတ်သက်ပြီးတော့မြတ်သစင်ကသတင်းပေးပို့ထားပါတယ်ရှင်။2010ပြည်နှစ်ပါတီစုံဒီမိုကရေစီထွေးတွေရေကောက်ပွဲ2021စစ်အာဏာသိမ်းပြီးနောက်အာဏာသိမ်းစစ်အုပ်စုဟာပြည်ရင်းမှာရောပြည်ပမှာပါအတိမတ်ပြုမှု တရားဝင်မှုမရတဲ့စိန်ခေါ်မှုကိုအကြီးအကျယ်ခံနေရတာပါ။တရားဝင်မှုရခြင်းနဲ့စစ်အုပ်စုဟာအမျိုးသားပြန်လည်တင်းမြေကြီးကြွေးကြော်တဲ့ အလုံးပါဝင်တဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုကျင်းပပေးမယ်ဆိုပြီးကြွေးကြော်နေတာပါဒီလိုကြွေးကြော်နေတဲ့စေအုပ်စုဟာရွေးကောက်ပွဲမတိုင်မီပြင်ဆင်မှုအဖြစ်စစ်ကောင်စီကိုဖျက်သိမ်းပြီးနိုင်ငံတော်အလုံးကြုံရင်းနဲ့အေးချမ်းတာယာရေးကော်မရှင်ဆိုတဲ့စစ်ကော်မရှင်ကိုဖွဲ့စည်းခဲ့ပါတယ်ဒီလိုဖွဲ့စည်းပြီးတဲ့နောက်တင်းကျပ်တဲ့ဥပဒေအစ်စ်တွေကိုလည်းထုတ်ပြန်ခဲ့ပြီးအဲ့ဒီထဲမှာရွေးကောက်ဥပဒေလို့ခေါ်တဲ့ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာ ကာကွယ်ပေးရေးဥပဒေနဲ့ပါဝင်ပါတယ်။အဲ့ဒီဥပဒေဟာတေတံအပါဝင်ပြင်းထန်တဲ့ပြစ်ဒဏ်တွေပါဝင်တယ်လို့ရွေးကောက်ပွဲကိုစန့်ကျင်ပြီးနှုတ်နဲ့ပြောရုံနဲ့ထောင်နဲ့၃နှစ်ကနေ9နှစ်အထိချမှတ်လို့ရပါတယ်။ရွေးကောက်ပွဲကဟိုပါဘောနော်အားလုံးပါဝင်တဲ့ all inclusive ဖြစ်တဲ့ရွေးကောက်ပွဲဟုတ်တယ် multi party ဒီကောက်ပွဲဟုတ်ပါတယ်ဆိုတော့မျိုးနဲ့နိုင်ငံတကာဘူဝကြည်တဲ့မာရတော့ဘယ်လိုဖြစ်ပေါ်ကဏ္ဍလုပ်တယ်အမ်ဒီ misinformation တွေ ပြီးပြီးတော့လုပ်နေတာရှိတယ်ဒါကတော့တပိုင်းပေါ့နော်ရုပ်ောက်ပွဲက free and fair မဖြစ်တဲ့အကြောင်းတွေတို့မျိုးရုပ်ောက်ပွဲဆိုင်ရာအဝေဖန်တုံးတက်တဲ့အကြောင်းတွေအဲပြောကြဆိုကြတဲ့ဈေးကြတားကြတဲ့ပြည်သူများကိုလည်းဒီမတရားဥပဒေပြဋ္ဌာန်းပြီးတော့ဖက်စီရေးယူတာတွေရှိတယ်ပေါ့ဆိုတော့ဒီဥစ္စာတွေကိုအလုံးစုံချုပ်ပြီးပြောမယ်ဆိုရင်တော့ဒါ election violence လို့တော့ပြောလို့ရတာပေါ့နော်အော်တိုဘာလ29ရက်နေ့အထိရွေးကောက်ပွဲကိုဝေဖန်လို့ဆိုပြီး အဲ့ဒီရွေးကဥပဒေနဲ့88ရောက်ကိုအရေးယူခဲ့ပါတယ်။ဒီလိုဖမ်းဆီးအရေးယူခံရသူတွေတဲ့အသက်မပြည့်သေးတဲ့လူငယ်တွေလည်းပါဝင်တယ်လို့ရွေးကောက်ပွဲဝါရဖြန်ရုပ်ရှင်တွေကိုဝေဖန်ခဲ့တဲ့အမှုပညာရှင်9ယောက်လည်းပါဝင်ပါတယ်။ဒါရီကစေအုပ်စုကသူတို့ထိန်းချုပ်ထားတဲ့နေမြေတွေမှာသူတို့ရွေးကောက်ပွဲကိုပြည်သူတွေမဆန့်ကျင်ရအောင်ဖိနှိပ်တာတွေဖြစ်ပါတယ်။တစ်ဖက်မှာလည်းရွေးကောက်ပွဲပြုလုပ်ကျင်းပနိုင်ဖို့ဆိုပြီး တော်လိုင်းရေးအင်အားစုတွေစီမှာလက်လွတ်ဆုံးရှုံးထားရတဲ့နေမြေတွေကိုပြန်လည်ရယူဖို့လေချောင်းလက်နက်ကြီးတွေတုံးပြီးစစ်ကြောင်းထိုးတာရွာတွေကိုမိရှို့တာတွေလည်းလှုပ်ဆောင်နေပါတယ်။စစ်ကော်မရှင်လောက်ခံရွေးကောက်ပွဲကော်မရှင် UEC ကရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့မြို့နယ်တွေမှာတော်လိုင်းရေးလက်နက်ကအင်အားစုတွေတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပြီးစစ်ရေးပြင်းထန်တဲ့နေမြေတွေပါဝင်ပါတယ်။ ဒါအပြင်စစ်ကော်မရှင်ကမြို့နယ်63မြို့နယ်ကို အရေးပေါ်ကြီးညာထားပြီးအဲ့ဒီကြီးညာထားတဲ့မြို့နယ်တွေထဲ15မြို့နယ်မှာရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးကြီးညာထားပြန်ပါတယ်။အဲ့ဒီ15မြို့နယ်တွေကရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲနယ်တီဘောကိုတော့စစ်ကော်မရှင်ကမကြသေးခင်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။အန်၊ကွာ၊တန်တွဲ၊တောင်ကုန်းမြို့နယ်တွေကိုတော့အရခတတော် AA ကထိန်းချုပ်ထားပါတယ်။ ော်ဂရိတ်နဲ့ကြိုင်းစိတ်ကြီးကိုတော့စစ်ကော်မရှင်ကအပြင်းထန်ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းဟာဖောင်းကတော့ကရင်မွန်နဲ့တနင်္သာရီပြည်နယ်၃ခုကမြို့နယ်၁၅ခုလောက်မှာစစ်ကော်မရှင်ရဲ့စစ်ရေးဖိအားပေးမှုတွေက တိုးလာတယ်လို့ဆိုပါတယ်။မဲဆန္ဒနယ်မြေတွေကိုရယူနိုင်မှုလုံဆောင်မှုတွေကြောင့်ပြည်သူတွေကလူခွင့်ရေးချိုးဖောက်မှုတွေကိုခါးစည်းခံနေရတယ်လို့လည်းဆိုပါတယ်။မဲဆန္ဒနယ်မြေတွေမရမကအ ယူပြီးတော့နိုင်ငံတကာကိုလှုပ်ပြမဲ့သဘောတော့ရှိတယ်။အဲ့အတွက်လည်းပိုက်စိတ်တိုက် PR ပေးမှုတွေလုပ်တယ်နော်မြေပြင်ရောဝင်ရောစိုးကျိုးတက်ရောက်မှုကနောက်တစ်ဆလောက်ပြည်သူတွေထပ်ပြီးတော့အခါစီးခံရတဲ့အနေအထားမှာရှိတယ်။ဒီစစ်ဘေးရှောင်တွေထတိုးလာတယ်နော်ပြီးခဲ့တဲ့အခေါက်ပြီးခဲ့တဲ့အပတ်တည်းမဲ့3000ကျော်လောက်ထတိုးလာတယ်။ဒါသိတာထင်ရှားတယ်။အာရွာတွေမိရှုခံရတယ်နော်ကြေးရွာပေါင်းဖြစ်ရွာလောက်မိကျုပ်မိရှုခံရပြီးတော့အင်ဂျီပေါင်းအလုံးကြီး300ကျော်လောက် ပြကြပါပြီပြီးလို့ရှိရင်ကျွန်တော်ဟိုမတရားဖန်ဆီးမှုတွေအပါအဝင်เนาะနေမည်ပိတ်ဆို့မှုတွေเนาะနေမည်ကန့်သက်ပိတ်ပင်မှုတွေမတရားလုပ်လာတယ်ဒီခင်းချင်းကကျွန်တော်တို့ဒီလုံးဝဒီနှိတ်ချုပ်ချယ်ပြီးတော့ဖြစ်လာတယ်เนาะအတင်းလုပ်တဲ့အခင်းချင်းဖြစ်တဲ့အတွက်ဒီကိစ္စတွေကိုကျွန်တော်တို့လက်လီမရှုသင့်ဘူး ရုပ်ဘွယ်သူတို့အနိုင်ရလဲကျေလက်ကျညာတိတိုင်းဒီအနိုင်ရလက်တွေဒီဟို man made လို့ခေါ်တဲ့သူကနေတမင်လှုပ်ယူပြီးတော့ဖြစ်လာတယ်နော်ကျွမ်းမှုတွေဖြစ်တဲ့အတွက်စစ်ကော်မရှင်မှာလုံးဝပြောင်းဝန်းရှိရယ်အာနာသိန်းစစ်အုပ်စုကနိုင်ငံတကာအသိမှတ်ပြုခံရဖို့အရေးရွေးကောက်ပွဲလုပ်ဖို့အဲ့ဒီလိုစိုင်းပြင်နေပေမဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲမှာပြုလုပ်ခဲ့တဲ့မြမအရေးအာဆီယံသုံးဝင်ဆိုင်ဆွေးနွေးမှုအပြီးမှာတရားမျှတမှု ပွင့်လင်းမြင်သာမှုနဲ့ ိုင်ငံသားအားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်တင်ကြောင်းနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုသာအလေးပေးဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ဒါအပြင်နိုဝင်ဘာလ9ရက်နေ့ကကျင်းပတဲ့နယူးဇီလန်ပါလီမန်လွှတ်တော်ကလည်းမြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာယုံကြည်လက်ခံနိုင်စရာ မဟုတ်ဘူးလို့ဆုံးဖြတ်ခဲ့ကြပါတယ်။ကျမမြန်မာစစ်မှန် because there will be no genuine opposition parties on the ballot paper စကိုင်းတိုင်းမူးတလင်မြို့နယ်ဇီကုန်းရွာကနေထွက်လာတဲ့အင်အား200လောက်ရှိတဲ့စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီးတက်ပြန်ဆုတ်သွားတယ်လို့ဒေသတွင်းတော်လန်ရေးတက်တီစီကနေသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့ကနေစတင်ပြီးဇီကုန်းရွာမှာတက်ဆွဲနေတဲ့စစ်ကြောင်းဟာနိုဝင်ဘာလ9ရက်နေ့ကရွာပြင်ထွက်ပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်။ ဒါအပြင်နိုအော်တိုဘာလ29ရက်နေ့ကနေစတင်ပြီးစစ်ကော်မရှင်စစ်ကြောင်းကတော်လန်ရေးတက်တီထိမ့်ချုပ်ထားတဲ့နေရာတွေကိုစစ်ကြောင်းထိုးလာတာကြောင့်ဇီတော့ရွာအပြင်မှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကထိခိုက်ကြဆုံးသူတွေရှိခဲ့တာကြောင့်ဇီတော့ရွာတွေကိုပြန်ဝင်သွားခဲ့တယ်လို့သိရပါတယ်။ရွေးကောက်ပွဲအတွက် ပြည်သူတွေကိုမဲဆွယ်ဖို့လာတာဖြစ်နိုင်ပြီး PDF တွေကိုရည်ရွယ်တာဆိုရင်တော့ကျေးရွာတွေကိုမီးရှို့တာပြည်သူတွေကိုတပ်ဖြတ်တာတွေလှုံ့ဆော်လေးရှိရဲလို့ SRF တပ်ဖွဲ့စီကနေသိရပါဗျာ စစ်ကောက်မရှင်တက်ကတက်ဆွဲထားတဲ့ဇီတော့ရွာဟာဘုဒ္ဓလင်းနဲ့မုံရွာအဆက်ကပြူစောတိရွာဖြစ်ပြီးအောက်တိုဘာလ9ရက်နေ့ကနေစတင်ပြီးဒေသကာကွယ်ရေးတပ်တွေကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်။ DNL တန်းတက်မိုးကုတ်ရတနာမြေကနေထွက်ခွာပြီးတဲ့နောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်လာမှာကိုစိုးရင်ကြတဲ့ပြည်သူတို့ချို့ဟာမြို့ကိုစွန့်ခွာပြီးကြိုတင်ရှောင်တိန်နေကြပါတယ်ခွန်စောဦးသတင်းပေးပို့ထားတာပါရှင် တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့တရားနယ်နေတအန်းတက်နဲ့စစ်ကော်မရှင်တက်တို့အော်တိုဘာ29ရက်စပြီး အပစ်ခတ်ရဲစဲဖို့သဘောတူခဲ့ပါတယ်။ဒါ့အပြင်မန်လီတိုင်းမိုးကုတ်ရနာမြေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကိုတအန်းတက်ကစစ်ကော်မရှင်ကိုပြန်လည်လွှဲပြောင်းပေးဖို့လည်းသဘောတူခဲ့တာပါ။တရားနယ်နေတအန်းတက်ကမိုးကုတ်မြို့ကနေထွက်ခွာသွားရင် မျိုးတော်လိုက်အင်အားစုတွေကမုတ်ကုံမြို့ကိုလက်မလွတ်ရရေးအတွက်အပြင်းထန်ကာကွယ်တော်မှာဖြစ်တာကြောင့်တိုက်ပွဲတွေပြင်းထန်လာမှာကိုစိုးရိမ်ကြတဲ့ပြည်သူတို့ဟာမြို့ကိုဆွန့်ခွာပြီးကြိုတင်တန်းဆောင်တာတွေရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။ပြည်ဆန်တဲ့ကြတွေထပ်ခွာပြီးတဲ့နောက်ပိုင်းမှာစက္ကစဝင်လာမယ်ဆိုတဲ့နောက်ပိုင်းမှာဒီမုတ်ကုံမြို့ဟာတို့ MDN PDR တို့ချူရောတရင်နေရလေပြီးတော့ဒီမုတ်ကုံနဲ့မုံမိတ်ကိုပြင်းထန်ပြန်လဲကာကွယ်မယ်ဆိုတဲ့အကြောင်းတရားမှာဆက်ကြည့်ချက်ဖြစ်မှာလေစိုးရိမ်စရာရှိကြတယ်နော်။ကြာလဲကြိုတင်ကြွေးလေးတူးကြတယ်ချူကြတယ်ရှောင်းတင်းမှုစီစဉ်လေးစီစဉ်နေပါတော့။ လက်ရှိမိုးကုတ်ရဏမြေမှာထားပွဲခေါ်ကြောင်းမြက်စည်းတို့အချိန်ပိုင်းဖွင့်လာရှိပြီးပုံမဲ့ရောင်းဝယ်ဖောက်ကားမှုနဲ့တွာလာမှုလည်းရှိနေတာပါတရားနယ်နေတန်းတန်းနဲ့ညှိနှိုင်းပြီးကြောင်းမြက်တူးဖော်နေတဲ့အဖွဲ့အစည်းတို့ရဲ့လုပ်ငန်းတွေကတော့အပိတက်အနေနဲ့အင်အားသုံးပြီးလုပ်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ်ဒီနေ့စံတွင်းမှု အပိဒါဆုံးတဲ့လုပ်ငန်းလုပ်ကန်ကြတော့ရှိရသူတော်ဖွဲ့စည်းချက်လုပ်ခဲ့ထားတဲ့ကုမိုင်းဆိုင်ရာရဲ့တော်ဘူးလက်ရှိလူများဖြစ်ပြီးအများဆုံးဆောင်ရွက်နေရရှိရအပိဒါနေကြတယ်ပေါ့နော်လက်ရှိဒီ2023အော်တိုဘာမှာစတင်ခဲ့တဲ့2029စစ်စင်ရေးအတွင်း TNN နဲ့တအန်းတက်နဲ့တော်လိုင်းအေအားစုတွေကမုတ်ကုံမြို့နဲ့မုံမင်းမြို့ကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့ TNN နဲ့တအန်းတက်ဟာမုတ်ကုံနဲ့ မုံမိတ်မျိုးကနေထွက်ခွာပေးရမှာဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါစကိုင်းတိုင်းရင်းမပင်မြို့နယ်တည့်ရပင်ရွာကိုစစ်ကော်မရှင်လေတက်ကနိုဝင်ဘာလ6ရက်နေ့ညပိုင်းကလေချောင်းကနေဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်၃လုံးထိမှန်ပျက်စီးသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကြောင့်လူမနေတဲ့နေအိမ်၃လုံးထိမှန်ပျက်စီးခဲ့ပြီးဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါရယ်။ဒါပြေအဲ့ဒီနေရာမှာတိုက်ပွဲဖြစ်တာစစ်ကြောင်းထိုးနေတာတွေမရှိပဲလာကျဲသွားတာဖြစ်တယ်လို့သိရပါဗျ။ စစ်ကောင်မရှင်နဲ့ TNL တက်တို့ရှမ်းမြောက်မှာအပြစ်ရက်ပြီးတဲ့နောက်စစ်တပ်ကသခိုင်းတိုင်းကိုစစ်ကြောင်းထိုးတာပုံကျဲတိုက်ခိုက်တာနေအိမ်တွေကိုမီးရှို့တာတွေဇက်တိုက်လုံးဆောင်လာတဲ့အပြင်အရက်သားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလည်းပုံမို့လုံးဆောင်လာတယ်လို့သိရပါပါတယ်ရှင်မန္တလေးမြစ်ကြီးနားလမ်းမိုက်မှာစစ်ကောင်မရှင်တက် KIA နဲ့ PDF gate တွေ အဲ့ဒီဂိတ်တွေကိုကုန်တင်ရင်တွေဟာလမ်းကြီး300ရာနဲ့ချီပြီးပေးဆောင်နေရတယ်လို့ကုန်တယ်နဲ့ရင်မောင်းနေရပြောပါရယ်။မန္တလေးကနေမြေကြီးနာအထိကုန်မျိုးစုံကိုတရားဝင်အခွန်ဆောင်ထားတဲ့ရင်တစည်းကိုလမ်းကြီး360နီးပါးကုန်ကြပြီးမြေကြီးနာကနေမန္တလေးပြန်ဆင်းလာတဲ့ကုန်တင်ရင်တစင်းကိုလမ်းကြီး300ကျော်ကုန်ကြရလို့ဆိုပါရယ်။ဂိတ်တွေကလမ်းကြီးသိန်းချီတောင်းနေတဲ့အတွက်တာဝန်ရှိသူတွေအနေနဲ့ဂိတ်ကြီးရှော့ကောက်ဖို့ကုန်တယ်နဲ့ရင်မောင်းနေကပြောကြပါရယ်။ တော်လရေးတက်ဂိတ်တွေရောစစ်တပ်ဘက်ကဖွင့်ထားတဲ့ဂိတ်တွေရောအားလုံးပေါင်းလိုက်ရင်ဘီလက်မြေကုံတမျိုးတည်းအတွက်320ကုံကြတယ်လို့ကုံတွေတယောက်ကပြောပါတယ်။မိုးညင်းနဲ့မြေကြီးနားကြားကလမ်းကြီးကောက်တာတွေကပိုဆိုးလာတယ်လို့လည်းဆိုပါတယ်။ဒါအပြင်ပြူစောတိအဖွဲတွေကလည်းမင်းမှုတမျိုးတည်းမှာဂိတ်6ဂိတ်လောက်ရှိပြီးတဂိတ်ကို3သိန်းပေးရကြောင်းနဲ့ထီဆောင်တဲ့အလကပကြားမှာလည်း3သိန်းကနေ5သိန်းထိပေးရတဲ့ဂိတ်9ဂိတ်ရှိတယ်လို့သိရပါတယ်ရှင်။ ရဝတီမျိုးတောင်ဘက်က KK Park Cement ကင်းကယင်းနှိမ့်နှံတဲ့တရုတ်တင်တဲ့အရေးပါတဲ့သူတွေကို PGF ခေါင်းဆောင်ပိုင်းတွေကနေရာရွှေ့ပြောင်းပေးပြီးအကာအကွယ်ပေးထားပြီးကြားဖြတ်ငွေလိမ်လုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေတယ်လို့စီးရေးသတင်းရင်းမြစ်နဲ့ PGF နဲ့နှိဆက်သူတွေကပြောပါတယ်။အောင်ခန့်သတင်းပြပို့ထားတာပါရှင်။ကင်းပြည်နယ်မြောက်မြတ်တောင်ဘက်ကေကေဘက်စီမံကိန်းတွင်ကအွန်လိုင်းကြောင်ဝင်လေလုံငန်းလုပ်ကင်နေတဲ့အဆောက်အဦတွေကို အော်တိုဘန်ဆက်တုံးနေကစားပြီးစစ်ကောင်မရှင်တက်တဲ့ BGF ကဘုံဖောက်ဝဲဖြစ်စီနေပါတယ်လက်ရှိမှာ KK ဘတ်စီမံကိန်းတွင်းကရင်းနှီးမြှုပ်နှံထားတဲ့တရုတ်ပြည်နဲ့အရေးပါတဲ့သူတွေကို BGF ခေါင်းဆောင်မိုင်းတွေကနေရာရွှေပြောင်းပြီးကာကွယ်ပေးထားပါတယ်ဘယ်လိုပေါ်လို့လဲအလို့ကြည့်ရတကယ်ဟိုကြားရလို့ဆောင်တဲ့တရုတ်ပြည်ကျတော့တယောက်မှမသိဘူးကြားရလို့ဆောင်တဲ့တရုတ်ပြည်ကျတော့သူတို့ တခြားနေရာတွေသူပြီးလိုက်ကြတယ်အပေါ်လို့ရှိရှိမှလက်စီရနိုင်ငံခြားနိုင်ငံအလုပ်ကမှတော့ဟိုတူကိုဥခရရတို့ကြတော့မျိုးမပြန်ကုန်ရတယ်တေးဥတီလို့တခါလဲခေါ်လို့ဖွင့်လိုက်ပြီးဘီဂျီအကောင်းဆောင်ပိုင်းတွေမွေးရစာပြီးဖြစ်တဲ့ကျွာတွေကိုဆွေဝါတာရှိတယ်နောက်ပြီးတော့အခုလိုဆွေပုပ်ကူလို့အားလုံးမျိုးကြီးတွေပေါ်တော့တေးရတဲ့မျိုးတွေကိုပြန်ဆွေဝါလိုက်တာရှိတယ်နော်တခြားမျိုးတွေကို ကေကေပတ်ကြံပြောင်းငွေလေးလုံငန်းကနေထွက်ပြေးလာတဲ့ဖိလစ်ပိုင်၊ဗီယက်နမ်၊ပါကစ္စတန်၊မလေးရှား၊ကိုရီးယားနဲ့အာဂျင်တီးနာစတဲ့ထောင်ထဲကြီးရဲ့နိုင်ငံသားတွေဟာမြောက်ပြည်မြို့ဘောလုံးပင် BGS ကန်အောင်စမြူလင်းဟိုတယ်အမှတ်နှစ်ကွန်ဂရက်ဆိုမှာခေါ်လုံနေရပါတယ်။အွန်လိုင်းကြံပြောင်းငွေလေးလုံငန်းကဝင်ငွေရလမ်းအကောင်းဆုံးမှုရွှေကုတ်ကုန်းနာမှာပြန်လည်လုပ်ကိုင်မှုရှိတယ်လို့ BGS နဲ့နှိဆက်သူကပြောပါတယ်။ ော့ရှိကုကနာမတင်ဆိုင်ဖြစ်ခုပွင့်ပါတလားအဲဆိုင်နာမတော့တော့လက်တမ်းကြည့်နေအဲဆိုင်ဖွင့်ရဲ့အိမ်ညမှာအဲဒုတာလို့ဝတ်ချက်လဲသွားတယ်နော်ဟိုဒီရရတဲ့ပုံကိုအဲ့ဘာတို့ကခိုင်းရမလို့ဒီရဲ့ဒီရပြီအဒီရတို့ဒီငွေငွေရလာနေအဝလုံးခဏမြားတော့လိုမှန်ကိုရှိတယ်အဲအဲ့ရတော့တို့အတူညစ်တယ်မဆိုငွေငွေရလာအောင်လို့ကဒီလိုမှမရှိတာဟုတ်ကျွန်တော်ကဒီလိုမျိုးရှိတော့ဒီမှာလည်းတော့ဒီဘာလို့ကြောက်ပါလဲ။ဘဝလူရောအပေါ်ရော ρωτή. Το πέντε ώρες είναι ακόμα το πάντρο και άλλο. ကြမ်းရံဝေးလေးလုပ်ငန်းတွေကိုတောင်းအိမ်မီကန်းလျှောက်ကရွှေကုတ်ကိုမတော်တလေအင်ဂျင်မြိုင်ဧကတရာရွှေပြောက်မြိုင်ကြောက်ခဲအေအေးဆိုင်စတဲ့မြေနေရာတွေမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးလောက်ကင်နေပါတယ်ကေကေဘတ်စီမံကိန်းကမြေထပ်ပြေးလာပြီးတဲ့ကအရေးရှိသူတွေကိုကြမ်းရံဝေးလေးလုပ်ငန်းတွေကို ပြန်လည်လောက်ကန်ဖို့ပြန်ခေါ်ယူနေတာဈေးကွက်တခုဖြစ်နေတယ်လို့မြောက်ရီမြို့ကနေကပြောပါတယ်မြောင်းရီမျိုးမှာကြားဖြန်ကအတိုက်စိတ်ခုလည်းရှိတာမှမဟုတ်တာမြို့ပြင်မှာဆိုရင်အများကြီးပြင်မတွေ main တွေလည်းရှိသေးတယ်ဒါအကင်ဆက်လောက်ပဲရှိတော့မှာဒီလည်းသူစိတ်ပင်နေတော့သူပြန်လည်းပြောကောက်တိုင်းရတာလည်းရှိတယ်ဘွားတိတိတို့ပြီးသွားတယ်ပုံမှန်လွတ်သွားတဲ့သူတွေလည်းပြန်လိုက်အောင်နေတာတွေလည်းရှိတယ်စိတ်ဘွားတွေကပေါက်နေမျိုးမျိုးရှိတယ်တွက်တဲ့တိန်ငါးတောင်းတောင်းတောင်းပတ်တဲ့ လေးသိန်း၅သိန်းအဲ့လိုပေါက်သေးသေးတယ်သူကသူ့ရဲ့အရေးချက်သူ့ရဲ့ပညာအရေးဘုံဘုံမူတည်ပြီးတော့ပေါက်သေးသေးရှိတယ်။ပြန်အဝယ်လိုက်တာတွေလည်းရှိတယ်။ဆိုင်းလို့ဘာဒါကတူပြန်ရောင်းနေကြတာပေါ့။ကေကေဘက်စီမံကိန်းအတွင်းဖောက်ခွဲပစ္စည်းတွေနဲ့ပတ်သက်ပြီးမိကျဲတောင်းဝင်ရှိသူတွေကိုဆက်သွယ်ခဲ့ပြီးမယ်။လက်ခံပြေဆိုတာမရှိပါဘူး။နိုဝင်ဘာလ6ရက်နေ့မနေ့ပိုင်းကကေကေဘက်စီမံကိန်းကနေထွက်ပြေးလာလို့ထိုင်းနိုင်ငံပိုင်းနဲ့လက်ခံသိမ်းထားတဲ့နိုင်ငံသားတွေကအိန္ဒိယနိုင်ငံသား290ယောက်ကို မဲဆောက်ပြည်ဆိုင်ရာလေစိတ်ကတစင်အိန္ဒိယနိုင်ငံကိုလွှဲပြောင်းပေးခဲ့ပါတယ်ကျွန်တော်အောင်ခံပါမန္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းနဲ့အနောက်ပိုင်းမှာနိုဝင်ဘာလ6ရက်နေ့ည8:00နာရီမှာနှွေဦးတော်လန်ရင်ကိုတရုတ်နိုင်ငံကဂျာဝင်ဆွတ်ဖတ်တာကိုစန့်ကျင်တဲ့အနေနဲ့တန်ပုံ TV သွေးသစ္စာသတင်းကိုတီးဆိုကဆန္ဒပြခဲ့ကြရတယ်လို့မြို့ခံတွေကပြောပါရတယ်။ မိုးဘုံမြို့အရှိပိုင်းမှာရောအနောက်ပိုင်းမှာပါမြို့ခန့်တွေကညင်ညင်ညွတ်ညွတ်နဲ့ဆန္ဒပြကြတာဖြစ်ပြီးတံမုံတီသွေးသစ္စာတချင်းတီဆုခဲ့ကြတယ်လို့မြို့ခန့်တို့ကပြောပါရယ်မိုးဘုံမြို့ကို TNL ကစစ်ကော်မရှင်တက်စီကိုတရုတ်ကြားဝင်စစ်ဆက်ပေးမှုနဲ့ပြန်လည်ပေးမယ်လို့အော်တိုဘာလ29ရက်နေ့မှာကြေညာခဲ့ပါရယ်အဲ့ဒီကြင်ညာပြီးတဲ့နောက်ပိုင်းမှာမိုးကုတ်မြို့ခန်တွေအနေနဲ့အရင်စစ်တပ်အုပ်ချုပ်တဲ့ကာလကိုပြန်ရောက်သွားတယ်လို့ခန်စားရပြီးမြို့ခန်တွေအားလုံးစိတ်ညစ်နေကြတယ်လို့မိုးကုတ်အရှိပိုင်းမြို့ခန်တအုပ်က DVV ကိုပြောပါရတယ်။ မိုးကုတ်မြို့ကနေ DNL တက်တဲ့နိုဝင်ဘာလ25ရက်နေ့မှာပြန်လည်ဆုတ်ခွာမှာဖြစ်ပြီးလက်ရှိအချိန်ထိတော့မြို့ထဲနေရာတွေမှာ DNL တက်တဲ့ရှိနေသေးပဲလို့သိရပါဗျာရှင်တိုင်ဖွန်းမုန်တိုင်းကာမီဂီယာလက်ရှိမှာတော့အပူပိုင်းမုန်တိုင်းကာမီဂီအဖြစ်နဲ့အာရော့သွားပြီးလာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်နေတယ်လို့စစ်ကောင်စီလက်အောက်ခံမိုးစလာက ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီတိုင်ဖုန်းမုန်တိုင်းရဲ့အရှိန်ကြောင့်တနင်္သာရီတိုင်းမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သခိုင်းတိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာနေရာကွက်ကြ၊မန္တလေးတိုင်း၊မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်တွေမှာနေရာကျကျနေပြီးတော့ရန်ကုန်၊ပဲခူး၊အေရဝတီ၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာနေရာစိတ်စိတ်နဲ့ကြံတိုင်းနယ်ပြည်နယ်တွေမှာနေရာအနှံ့အပြားမိုးထစ်ချုံရွာမယ်လို့ပြောထားပါတယ်။ ဒါအပြင်ပဲခူးအရာဝတီနဲ့တနင်္သာရီတွေမှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှုအကောက်နေပြီးမိုးတိမ်တောင်ရွေရှားရနေရာတလျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခိုက်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေရာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလားရဲ့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်ရှင်။ ရခိုင်ပြည်ကအာရခတပ်တော် AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာနေရဲစွန့်ခွာနေကြရတဲ့စစ်ဘေးရှောင်တွေငွေကြေးမတက်နိုင်လို့စေဝါကုသခွင့်တွေဆုံးရှုံးနေကြရတယ်လို့စစ်ဘေးရှောင်တွေနဲ့စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေကပြောကြပါဗျ။ကေခိုင်သတင်းပေးပို့ထားတာပါရှင်။ ခိုင်မှာဈေးဝပြက်လက်တာဈေးကြီးပေးဝင်နေရတာဒေတာတွင်ဈေးုံဈေးခက်လုံလောက်မှုမရှိတာတွေကြောင့်ဈေးုံကိုတော်ပြီးဈေးကူတာမှုခံယူမင်းဆိုရင်ခီးဈေးကအနည်းဆုံးကျက်3သိန်းအထိပေါက်ဈေးရှိနေတယ်လို့ဒေတာခန့်တွင်နဲ့စစ်ပေးဆောင်တွေကပြောပါတယ်ဒါဟာဈေးရုံကိုတော်ရောက်ရမယ့်ခီးစေးသားဖြစ်ပြီးဆေဝကူတာစီစားစစ်စားတာတွေမပါရှိသေးဘူးလို့ဆိုပါတယ် အခုလိုခရီးစဉ်အကုန်ကြမှုများပြားနေတဲ့အပြင်စေကူသားစေရေးလေးမတက်နိုင်တဲ့အတွက်အခြေခံလက်လုံလက်စားသမားတွေနဲ့စစ်ဘေးရှောင်တွေဟာစေကူသားမှုခံယူခွင့်ဆုံးရှုံးနေကြရတာပါလို့ဖြစ်သေးတော်မျိုးနေကဒေတာခန့်တယောက်ကပြောပါတယ်ဒေတာခန်တယောက်ရဲ့ဆက်သွယ်ရေးလိုင်းအခြေအနေကြောင့်စာနဲ့ဖြေကြားတော့ကိုဒီပူပီသတင်းထောက်ကအတန်းအစားထိုးဖတ်ကြားပေးထားပါရယ်။လက်လုံလက်စားသမားတွေကအခက်အခဲပိုရှိပါတယ်။ငွေရဲမှာဟင်းရှားငါးရှားထွက်ဖို့လေရာသီကူးပြောင်းချိန်မှုနေမကောင်းဖြစ်ဖို့စိတ်ပူနေရတယ်။ နေမကောင်းတစ်ခါဖြစ်ရင်ဆေးရုံဆေးကန်းတစ်ခုခုကိုသွားဖို့ကအ ਨੇ စုံ3သိန်းလောက်ထိကုန်ချမှုမရှိပဲမသွားနိုင်ဘူးအခုကအရင်လိုလမ်းခီးတွေကအဆင်မပြေတော့ခီးစိတ်ကလည်းပိုကြီးလာပါတယ်အခုလိုအချိန်ခါမဟုတ်မိုးရွာနေတာကကျွန်တော်တို့လိုလက်လုတ်လက်စားသမားတွေနဲ့စစ်ရှောင်တွေအတွက်ပိုခက်ခဲပါတယ်ကျမကြီးထိခိုက်ဖို့စိုးရင်ရတယ်လေတစ်ခုခုကိုသွားလာမယ်ဆိုရင်တော့ဆက်လီကိုစင်းလုံးငှားသွားရတယ်အရင်တော့ကလိုပုံမှန်ပြေးဆွဲနေတဲ့ဆက်လီတွေကမရှိတော့ပါဘူး ရခိုင်မှာတကြောပြန်တိုက်ပွဲစဖြစ်တဲ့2023ခုနှစ်နိုဝင်ဘာလကစပြီးစစ်တပ်ကစေဝါတည်ယူခွင့်တွေကိုပြင်းပြင်းထန်ထန်ပိတ်ဆို့ခဲ့ပါတယ်။ဒါကြောင့်ဒေတာတွင်စေဝါတွေပြက်လည်လာကစေဝါရှားပါမှုအတန်ကိုအခုချိန်ထိခံစားနေကြရတာပါ။လက်ရှိမှာလေရခိုင်မှာဒီကိုချင်းတကက်ကို6000ကျပ်၊ဘိုင်ဟိုချက်စစ်တကက်ကို4000ကျပ်နဲ့ပါရာစီတမောတကက်ကို1000ကျပ်ပေးဝင်နေရပြီးဒါဟာအလောက်ကန်ရှားပါတဲ့ရခိုင်ကစစ်ဘေးရှောင်တွေအတွက်မတက်နိုင်တဲ့ဈေးဖြစ်နေတယ်လို့ဆိုပါရယ်။ ဟိုစိတ်ဆောင်လို့ဆိုရင်စကူဒါဇယ်တွေမတက်နိုင်လို့စင်စစ်ဖမတော့နိုင်ဘူးပေါ့အဲလိုဒါတော့တိုးစင်းအောင်စင်းနဲ့စစ်ဆိုင်တက်တလို့တကစစ်နေပဲဟိုသူတို့ဟိုတောင်းနေရတယ်ပေါ့နော်အလောက်ကိုင်း maybe အေးဝန်ငွေမရှိတဲ့စိုက်ဆံတော့တော်တော်များများတာပေါ့နော်။စီယုံစီတန်သွားမယ်ဆိုတော့အခက်ကတော်တော်များများရှိတာပေါ့နော်။အေးမဖြစ်လို့ဆိုတော့အေး crazy တွေလည်းကြီးတာပေါ့။ဒါစေကူတာစေတွေဆိုတော့လည်းဟို ရင်စေတကရင်စည်းကြည့်တော့လေဒီလိုမျိုးစေတခွက်တော့ဝေမတောင်းနိုင်ဘူးပေါ့နော်အဲဒီလိုပဲအဲတိုးစေအောင်စေတဲ့နယ်ပဲဟိုဖြစ်ချင်ရတဲ့လိရှိပါတယ်เออชิคันชื่อมาตั้วไหนเป็นเนี่ยจิ้มไม่มีคันซันเนี่ยได้ตัวเราชื่อดาวရခိုင်ပြည်အတွင်းအေအေကကျဲမာရဲ့ပညာရဲ့ကဏ္ဍအတီတီမှာဝန်ဆောင်မှုတွေပေးနေပေမဲ့လေကုံစီစီစဉ်မှုနဲ့နိုင်ငံတကာအကူအညီဝင်ရမှုအားနည်းနေသေးတာကြောင့်အကူအညီရရှိမှုတွေကတော့အားနည်းနေစေဖြစ်ပါတယ် ရခိုင်မှာတကြောပြန်တိုက်ပွဲတွေကြောင့်အိုးအိမ်ဆုံးခေါ်ထွက်ပြေးတင်းရှောင်နေရသူ6သိန်းကျော်ရှိနေပြီးစာဝန်တွေရဲ့ကျဲမာရေးပညာရေးစတဲ့အခြေခံလိုအပ်ချက်တွေနဲ့ပြည်နယ်နေစေဖြစ်ပါတယ်။ကျမကေခိုင်ပါနိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ Tesla CEO Elon Musk က AI chips အကြီးစားတွေထုတ်လုပ်မယ်၊စက်ရုံတိဆောက်မယ်လို့ CyberGap Protection ကပြောဆိုပါတယ်။လာမယ့် April လမှာ Internet Tesla တို့ပူးပေါင်းပြီးတော့ AI chips အကြီးစားတွေကိုတိဆောက်မှာဖြစ်ပါတယ်။ Tesla ပြင်ဆင်မှောက် AI chips ကိုဒီဇိုင်းပြုလုပ်နေပြီးကုမ္ပဏီရဲ့နှစ်ပတ်လည်တွေ့ဆုံပွဲမှာအလားအလာကောင်းတဲ့အစီအစဉ်အဖြစ်နဲ့ဖော်ပြခဲ့ပါတယ်။လက်ရှိအချိန်မှာ American chips ပြားတွေကိုထုတ်လုပ်တဲ့ Intel ဟာဈေးကွက် ဈေးကွက်မှာ Nvidia နဲ့နှိုင်းယှဉ်ရင်တော့နောက်ကျကျန်ခဲ့ပြီးတော့ရုန်းကန်နေရပါတယ်။ American အစိုးရကလည်း Intel ရဲ့ share ဆယ်ရာခိုင်နှုန်းမကြခင်ကယူခဲ့တာကြောင့် Intel ဟာနှီးပညာသစ်ထုတ်ကုန်သစ်တစ်ခုထုတ်လုပ်ဖို့လိုအပ်နေပါတယ်။ Elon Musk ရဲ့မှတ်ချက်အပြီးမှာတော့နိုင်ပိုင်းအတွင်းမှာပဲ Intel ရဲ့ share ဈေးနှုန်းတွေဟာ၄၀၀ခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ Tesla ရဲ့နှစ်ပတ်လည်တွေးဆောင်ပွဲမှာ Elon Musk ကိုနောက်ဆက်နှစ်အတွက်ဒေါ်လာ1 trillion ပေးမဲ့အစီအစဉ်ကိုလည်း share ရှင်တွေကအတည်ပြုခဲ့ကြပါတယ်။ဒါကြောင့် Elon Musk ကနောက်ဆက်နှစ်အတွင်းမှာ AI နဲ့စက်ရုပ်နည်းပညာဖွံ့ဖြိုးအောင်ဦးဆောင်ရမှာဖြစ်ပါတယ်ရှင်။ဆွေဒင်နိုင်ငံအနောက်ဘက်ကန်ယိုတန်က Golden Park Landvetter လေးစိတ်မှာ drone ဒဇင်ဒါမှမဟုတ်ဒဇင်တက်ပုံမူတွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့နိုဝင်ဘာလ6ရက်နေ့မှာလေကြောင်းအတက်အစင်းနှစ်ကိုလမ်းကျော်ပိတ်ဆို့မှုဖြစ်ပွားခဲ့တယ်လို့အာနာပိုင်တွေကပြောကြခဲ့ပါတယ်။အဲ့ဒီလေစိတ်ဟာစတောဟုံးကအာလန်ဒါလေစိတ်ပြီးရင်တော့ဆွေဒင်နိုင်ငံရဲ့ဒုတိယအကြီးဆုံးလေစိတ်လည်းဖြစ်ပါတယ်။ Land Factor အထက်မှာရှိတဲ့လေပိုင်နဲ့ထဲမှာတန်နရာရှိစရာ drone ဒဇင်းရဲ့လက္ခဏာတွေတွေ့ရှိတာကြောင့်လက်ရှိပိတ်ထားပြီးရဲတွေစုံစမ်းစစ်ဆေးနေခြင်းအတွင်းမှာလေပိုင်နဲ့ကိုဆက်လက်ပိတ်ထားအောင်မယ်လို့ လေဆိပ် operator Swivardia ရဲ့အမှုဆောင်အရာရှိချုပ်က ပြောပါတယ် drone တွေကြောင့်မကြသေးခင်လာတဲ့အတွင်းမှာဥရောပတလွန်းမှာအ धिक အနောက်ရှက်တွေဖြစ်ပေါ်ခဲ့ပြီးနိုင်ငံတော်တော်များများမှာလေဆိပ်တွေကိုအတင်းအကျပ်ယာယီပိတ်ထားခဲ့ပါတယ်တချို့အရာရှိတွေကတော့ရုရှားရဲ့ပေါင်းဆက်စစ်ပွဲကြောင့်ဖြစ်ရက်တွေကိုအပြစ်တင်ခဲ့ကြပြီးမော်စကိုကတော့အဲ့ဒီဖြစ်ရက်တွေနဲ့ဆက်ဆက်မှုမရှိကြောင်းကိုညင်းဆိုထားပါတယ်ရှင် ဆက်လက်ပြီးတော့အားကစားသတင်းတွေကိုတင်ပြပေးပါမယ်ရှင်ဖေဖိုဒန်ရဲ့အကောင်းဆုံးခြေစွမ်းပြန်လဲရရှိပြီဖြစ်ကြောင်းကိုမန်စီးတီးနီးပြဂွာဒီယိုလာကချီးကျူးသွားပါတယ်ဖိုဒန်ဟာဒေါမွန်အသင်းကို၄ဂိုးတကိုးနဲ့အနိုင်ရတဲ့ပွဲစဉ်မှာ၂ဂိုးသွင်းယူခဲ့ပြီးတဲ့နောက်သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုပြန်လည်ရရှိထားပြီးဖြစ်ကြောင်းနီးပြခွာတီယိုလာကချီးကျူးခဲ့တာပါ မိမိတို့အတင်းမှာကွေးလေကနေကိုသွင်းနိုင်တဲ့သူတွေလိုအပ်နေပြီးဖိုဒန်ကအံ့ဖွဲ့နှစ်ကိုသွင်းယူနိုင်ခဲ့ကြောင်းနဲ့ဖိုဒန်ဟာသူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြန်လည်ရရှိနေပြီဖြစ်ပြီးအင်္ဂလန်နီးပြတောမတ်စ်တူရဲ့ကဖိုဒန်ဘလောက်ကောင်းနေဆိုတာကိုပုံမှန်သိရှိကြောင်းဂွာဒီယိုလာကပြောပါတယ်။မန်စီးရီးယားအဲ့ဒီအနိုင်ပွဲရလက်ကြောင်းချန်ပီယံလိမှာအဆင့်၄နေရာတက်လန်းနိုင်ခဲ့ပြီးရာနှုန်းပြည့်နိုင်ပွဲရယူထားတဲ့ဘိုင်ယန်အာဆင်နယ်နဲ့အင်တာတိုတို့နဲ့နှစ်မှတ်သာကွာဟပါတော့ရရှင်။ DVV ရုပ်မြင်သံကြားရဲ့ညနေ၄နာရီသတင်းတွေကိုဒါရိုက်ကြည့်ရှုခဲ့ရတာပါည၈နာရီအချိန်မှာလည်းထပ်မံရရှိထားတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးသွားပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ thank you